ရေဆိုစီတက်ကျပွင့်ကိုဘိုကိုခေါ်ယူဖို့တဘောတူညီမှုရရှိဖို့ရှိနေတဲ့စပါတဲ့တော်ဒီယန်စပါတဲ့ကဒူရီရဲ့ကာလာစီပြင်မဲ့ကစားမဖြစ်တဲ့ဂျပန်နိုင်ငံရွေးချယ်တိုက်စစ်ကစားမတာကီဖူဆာကိုဘိုကိုလာမယ့်ဇန်နဝါရီတောင်းရှိကာလမှာခေါ်ယူနိုင်ဖို့ကွန်လန်းနဲ့ပုံမနီးဆက်လာပြီလို့ဥရောပမီဒီယာတွေရဲ့ဖော်ပြချက်တွေအရတီးရပါတယ်။စပါတဲ့ကလက်ရှိမှာနီပြတဲ့ရဲ့တောင်းဆိုချက်တွေအရတိုက်စစ်ပိုင်းကအားရင်ဖြစ်ပြီးမှပြင်ဆင်နေပြီးကိုဝဲလက်ရှိကလပ်ရဲ့ဆိုစီတက်ဒီမကလည်းဘန်နာရဲ့ခက်ခဲတွေကြောင့်ကစားမကိုရောင်းချဖို့ဇန်နရှိနေတာကဒီကခွင့်ရင်းဖြစ်လာခဲ့ပါတယ်။စပါတဲ့ကဒီယာဂျီမာဆက်ဘွဲကစားပြီးချိန်အထိ19ကိုတွင်းယူထားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပန်းနေမှုနဲ့ဒီကြတဲ့ဘေးပုံမှုတွေအပိုင်းမှာတိတာတဲ့အားနည်းချက်တွေရှိနေတယ်လို့ဘောလုံးဝေဖန်သူတွေကထုတ်ပြနေကြပါတယ်။ဒေသလက်တီသတင်းစာရဲ့ဖော်ပြချက်အရစပါတင်ကဒီအချိန်မှာသူတို့ဘောလို့ခေါ်တဲ့နောက်တန်းဖြတ်တိကြတဲ့တိုက်စစ်မြင့်တင်ဘေးပုံမှုက၄ချိန်သာပြုလုပ်နိုင်ခဲ့ပြီးဒါအပရိမားကြီးမှာအနည်းဆုံးမှတ်တမ်းဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်ကူပိုလိုမျိုးဘောလုံးပေးပမှုမြန်လို့နဲ့ဖန်တီးမှုဆိုရင်မြန်မာ့ရဲ့ကစားသမားတို့ဦးကိုခေါ်ယူတာကစပါတီးရဲ့ကစားဟန်ကိုပိုပြီးစီမျောမှုရှိစေနိုင်မယ်ပြင်ပက်စီမိုရီကိုဂိုတင်မို့ခွန်ရည်ရဲ့ပုံမှုဖန်တီးပေးနိုင်လိမ့်မယ်လို့ယူဆရပါတယ် feature ချက်တင်ထဏာရဲ့ပေါ်ပြချက်ရာ race system တင်က3ရဲ့ banner အခြေအနေကိုချိန်ဝင်စာညှိဖို့ဈေးကွက်ဖွင့်ကကူဘိုကိုရောင်းထုတ်ဖို့စဉ်းစားလာတာဖြစ်ပါတယ်။ကူဘိုကိုရောင်းထုတ်လို့ရပါကသူ့ရဲ့ clarity home ဖြစ်တဲ့ Real Madrid Dinsi ကိုအမြတ်ဝေစုခွင့်ပေးရမယ့်သဘောတူညီချက်ရှိနေပေမဲ့ကူဘိုရဲ့စာချုပ်ရုပ်ကြီးတန်ဖိုးက Euro 360မြန်မာဆိုတာသတ်မှတ်ထားတာကြောင့် race system တင်လို့တည်တာတဲ့ဂျိုးမြိုင်ချက်ရှိနေအောင်မှာဖြစ်ပါတယ်။ Transformer ကရဲ့သတ်မှတ်ချက်ရာသူ့ရဲ့လက်ရှိတန်ဖိုးကို Euro 360သာသတ်မှတ်ထားတာကြောင့် Spotify နဲ့ရောဂျီစာချုပ်အောက်ရုံးနဲ့ဇီနိုနဲ့ညှိနှိုင်းဖို့အတွက်ပြင်းထန်စူးစမ်းတော့ဖို့ရှိနေပါတယ်။အသက်24နှစ်ရွယ်ရှိပြီဖြစ်တဲ့တာကီဖူဆာကူဘိုက ဘလုံးကမှတွေးကြုံနေများစွာရယူထားပြီးကစားမဘွားဆက်မှလည်းနာမည်ကြီးဘာစီလိုနာအကယ်ဒမီထွက်ဖြစ်တယ်လို့2019ခုနှစ်မှာလည်းပြိုင်ပွဲရီယယ်မက်ဒရစ်ဒင်းစီကိုရောက်ရှိခဲ့ပူပါတယ်။သူကဂျပန်လာရွေးချယ်တင်လွတ်48ပွဲကစားပေးထားပြီးတောင်မန်နံပါတ်စလုံးနဲ့တိုက်စစ်မှုနောက်နံပါတ်10ရိုးနေရာမှာပါကစားနိုင်တဲ့နေရာစုံကစားနိုင်ကြရှိပါတယ်။442မီဒီယာကတော့ကူဘိုကိုကမ္ဘာကောင်းဆုံးညာတောင်မန်ကစားမစီးရင်မှထည့်သွင်းဖော်ပြထားပါတယ်။ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လာမယ်ဆိုရင်တော့ကူဘိုအနေနဲ့ရုပ်ပိုင်းဆိုင်ရာပုံမှုကျန်တဲ့ပရီးမီးယားလိဂ်ကစားဟန်ကိုအမြင့်ဆုံးနိုင်ငံကြီးတွေဖြစ်အောင်ကစားနိုင်ခြင်းကစမားတင်တော့ရည်ကြီးတဲ့အချက်ဖြစ်လာမှာလည်းဖြစ်ပါတယ်။ စပါတင်ကလာမဲ့ဒရင်ဘတ်ကောင်မှာမြို့ကံပြိုင်မှာအာဆင်နယ်တင်းနဲ့မြောက်လန်နဲ့ဒါဘီပွဲစဉ်ကိုချန်ပီယံကစားသွားရမှာဖြစ်ပြီးကုဘိုကိုခွန်ရီနန်ဂျင်းကအတင်းရဲ့တိုက်စစ်ပိုင်းကိုရေရှည်အတွက်ပုံမှုအားကောင်းလာစေမဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမှာလည်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ပြတ်ပြီး